ထအုပ်လိုက်နဲ့ကွာရှင်ပြီး surprise ဖြစ်စီမဲ့အကြောင်းရင်းတချို့ကြောင့်မြန်မာနိုင်ငံကိုပြန်လာခဲ့တဲ့ရုံးဝတ်ဒီလွင်မှုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပြန်လည်လို့ခြေဆိုပါရရှင် ရွှေကြည်လွင်မိုးကလွင်မိုးရဲ့သမီးဆိုတဲ့အချိန်ဟွာနဲ့ပရိသတ်ကြားထဲမှာစိတ်ဝင်စားခံရသလိုဒူမကိုရိုင်းကလည်းချောမောတဲ့ရုပ်ရည်နဲ့လူစိတ်ဝင်စားခံရတဲ့အစင်းနဲ့အချင်းတွေကိုပိုင်ဆိုင်ထားတာပါအသက်ဆက်ရှင်နဲ့အရွယ်မှာထက်ဦးလိုက်နဲ့လက်ထပ်ပြီးတော့အိမ်အောင်တဲ့ဘဝကိုတည်ထောင်ခဲ့တာကြောင့်လည်းတချို့ကဝေဖန်ပြောဆိုခဲ့ကြတာပါအဲဒီနောက်ပိုင်းကလေးကရွှေကြည်လွင်မိုးကနိုင်ငံသားမှာသာအခြေချနေထိုင်နေခဲ့တာဖြစ်ပါတယ်။ကြောင်းပြီးသွားပြီမဲ့လည်းမြန်မာနိုင်ငံကိုပြန်မလာခဲ့ပါဘူး။ဒါဖြစ်သူကိုလည်းလွင်မိုးလူဇနီးမ ောင်နိုင်ကပဲထိန်းချောင်းပေးနေကြတာဖြစ်ပါတယ်။ရုံးဝတီလူမိုးကပြီးခဲ့တဲ့လပိုင်းမှာတော့ခင်မုန်းပြစ်သူထက်ဦးလိုက်နဲ့တရားဝင်ကွာရှင်းလိုက်ပြီးဆိုတဲ့အကြောင်းကိုအတိပေးလာခဲ့တာပါ။ထက်ဦးလိုက်နဲ့ကွာရှင်းရတဲ့အကြောင်းရင်းကိုအတိမပေးခဲ့ပေမဲ့ပြည်သက်တရတော့ငယ်ရွယ်နဲ့တခုလည်းဖြစ်သွားတဲ့အပေါ်မှာနှမျောကြပါတယ်။ရုံးဝတီလူမိုးကတော့သူအချိန်အကြာကြီးစိတ်ဆင်းရဲခဲ့ရတဲ့အရာကိုလွတ်ချနိုင်ခဲ့ပြီးဆိုပြီးတော့ပျော်ရွှင်နေတာဖြစ်ပါတယ်။ကွာရှင်းပြီးသိမကြခင်မှာလဲဖိုးလာပြင်းနဲ့တွင်နေတယ်ဆိုပြီးတော့တရင်တချို့ကထွက်လာ ခဲ့သေးတာပါဒီအပေါ်မှာဘာမှဖြေရှင်းတာမျိုးတော့မရှိခဲ့ပါဘူးဖိုလာပြည်ကမြန်မာနိုင်ငံမှာနေထိုင်တာဖြစ်ပြီးတော့ရုံဝတီလွင်မိုးကနိုင်ငံသားမှသာနေထိုင်နေခဲ့တာပါပြီးခဲ့တဲ့ရက်မှာတော့ရုံဝတီလွင်မိုးကမြန်မာနိုင်ငံကိုပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်ဒီတစ်ခါပြန်လာခဲ့တာကမြန်မာနိုင်ငံမှာအချိန်အကြာကြီးနေမှာဖြစ်တယ်လို့ပရိသတ်တွေကို surprise တိုက်စရာလည်းရှိတာကြောင့်ပါပရိသတ်တချို့ကတော့အိမ်တော်ကြီးကိစ္စအတွက်များ surprise တိုက်တော့မလို့လားဆိုပြီးတော့ထင်နေကြတာပါ ဖိုလာပြင်းနေရလေသတင်းတွေထွက်ခဲ့တာဖြစ်တဲ့အတွက် ရုံထင်ကြောင်ထင်ဖြစ်နေကြတာပါတကယ်တမ်းမှာတော့ရုံဝတီလွင်မိုးကအိမ်အောင်ဖြူဖို့အစီအစဉ်လည်းမရှိဘဲအနုပညာအလုံးလုံးဖို့မြန်မာနိုင်ငံကိုပြန်လာခဲ့တာဖြစ်ပါတယ်နိုင်ငံသားကိုထွက်သွားခဲ့တာစနစ်နီပါလောက်ရှိသွားပြီးကမှမြန်မာနိုင်ငံကိုပြန်လာခဲ့တာပါဆယ်ကျော်သက်အရွယ်မှာတော့ရုံဝတီလွင်မိုးကကြော်ညာတွေလည်းထောက်လျှောက်ရိုက်ခဲ့ရသလိုရုပ်ရှင်စကားကြီးတချို့မှာပါပါဝင်ပြီးတော့တည်ယူဆောင်ခဲ့တာလည်းဖြစ်ပါတယ် ပရိသတ်တို့ကလည်းသူမကိုရုပ်ရှင်စကားကြီးတွေမှာပြန်ပြီးတော့အမြန်ဆုံးပြန်ရိုက်စေချင်ကြတာဖြစ်တယ်။ရုံဝတီလွင်မိုးကနိုင်ငံသားတရုတ်ဆောင်တွေကိုပါကြော်တက်နိုင်တဲ့အထိလှတဲ့သူတယောက်ဖြစ်တဲ့အတွက်အနုပညာအလုပ်လုပ်တယ်ဆိုရင်သူမရဲ့အလားတရားတွေကပို့ပြီးတော့ပေါ်လွင်လာမှာဖြစ်ပြီးအနုပညာအလုပ်မလုပ်ဘူးဆိုရင်တော့သူမရဲ့အလားတရားတွေကနှမျောစရာကောင်းလို့နေရကြောင်းလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လဲအနုပညာအလုပ်လုပ်ဖို့အတွက်ကိုမြန်မာနိုင်ငံကိုပြန်လာခဲ့တာပါ။ကြော်ညာတချို့လည်းရိုက်ထားပြီဖြစ်သလိုမြန်မာနိုင်ငံကနာမည်ကြီး brand နေနဲ့လည်းလက်တွဲပြီးတော့လုပ်ကင်มาဖြစ်ပါတယ်။ရုပ်ရှင်စကားကြီးတွေကိုတော့ချက်ချင်းရိုက်ကူးဖြစ်အောင်မှာမဟုတ်ပဲတင်တဲ့နေအရင်ဆုံးတက်အောင်มาဖြစ်ပါတယ်။အားလုံးအဆင်သင့်ဖြစ်ပြီးဆိုရင်တော့ရွှေဝတီလွင်မိုးကအကုန်လုံးကိုအသေးစိတ်ချပြသွားတော့มาဖြစ်ပါတယ်။ရွှေဝတီလွင်မိုးကတားဖြစ်သူနဲ့လည်းအချိန်ကြာကြီးခွဲနေကြရတာပါ။တားဖြစ်သူကလွင်မိုးတို့လက်ထဲမှာဒါကြီးပြင်းလာခင်ရတာပါ။ ါအခုလက်ရှိမှာတော့တာမီနယောက်အတူတူပြန်နေရတော့မှာဖြစ်ပါတယ်။ရုံးဝတီလွင်မောကလည်းတာဖြစ်သူနဲ့တမျိုးတည်းအတူတူပြန်နေရတော့မှာဖြစ်တဲ့အတွက်ပျော်နေရဖြစ်ပါတယ်။အနုပညာအလုပ်ကိုဝါသနာကြီးတဲ့သူဖြစ်တဲ့အတွက်ဒီတစ်ခေါက်မှာတော့အောင်မြောင်သေးချာလုပ်သွားမှာပါ။ပရိသတ်ကြီးရောရုံးဝတီလွင်မောကိုမင်းသမီးတယောက်အနေနဲ့မြင်ချင်လားဆိုတာကောမန့်လေးထဲမှာမှန်းခဲ့ကြည့်ပါကြပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်။